ဘုံမူခိုင်မိုးလင်းဆိုလာဘသူလဲဘုံမူခိုင်မိုးလင်းရဲ့အမိရင်းမှာထိုးစိန်လာဖြစ်ပြီးတော့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်အဝရာကျေးရွာမှာဥမောင်ဖြူသည်နဲ့ဒေါ်လန်ညွတ်ဦးတို့ကနေပြီးတော့1934ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမွေးဖွားခဲ့ပါလေအတန်းပညာကိုအဝရာကျေးရွာမူလာတန်းကျောင်းပုံနာကျုံမြို့နယ်အော်ရမဘုံကြီးကျောင်းနဲ့ရတိတောင်လေးကံဘုံတော်ကြီးကျောင်းတို့မှာတာတာရေးစာပေများတင်ကြားခဲ့ပါလေ ပြီးနောက်မှာရန်ကုန်ကိုတွားရောက်ပြီးတဲ့ယတိတောင်ပြချောင်းကြီးကျေးရွာကငညိုလာဆိုတဲ့ဆရာတော်ရဲ့ဘုန်းကြီးကျောင်းမှနေပြီးအလဲတန်းပညာကိုတင်ကြားခဲ့ပြီးတော့ရှစ်တန်းအစိုးရစစ်ဆာမှုပွဲကိုအောင်မြင်ခဲ့ပါတယ်။မဆလာခေပီတူပစ္စည်းကာကွယ်စောက်ရှောက်ရေးအဖွဲ့ပကကအဖွဲ့တွင်လုက္ကိုင်ပြီးတဲ့နောက်မှာမြမရည်တက်တို့ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့လည်း1965ခုနှစ်မှစတင်ကနိုင်ငံရေးကိုစိတ်ဝင်စားတဲ့အတွက်ကြောင့် ရန်ကုန်မှာတူရဲနေဆရာများထကြတဲ့ခိုင်ဆိုးနိုင်ခိုင်မကျော်တို့ရဲ့ဥဆောင်မှုနဲ့နိုင်ငံရေးနယ်ပယ်ကိုရောက်ရှိလာခြင်းဖြစ်ကြောင်းပေါ်ကောင်းဆောင်များသာပြောပါလေ။ဘုံမူခိုင်မိုးလဲဟာမူလကထိုးစိန်လအမီနဲ့မြေအောက်လှုပ်ဝက်တော်လိုင်းရေလုံငန်းစဉ်တွေကိုဖွဲ့စည်းပြီးတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ American Liberation Party အောက်ဖောက်ကိုရန်ကုန်မြို့ကမာရွတ်မြို့နယ်အနောက်ဦးချင်းရှိတိတ်ပမင်စုဖုံးတော်ကြီးကျောင်းမှာတထောင်ကိုရ68ခုနှစ်ဧပြီလ9ရက်နေ့မှာလှုပ်ဝက်ဖွဲ့စည်းခဲ့ပါလေ။ စက်တင်ဖွဲ့စည်းခြင်းကရန်ကုန်မှာရှိတဲ့ရခိုင်မျိုးချစ်လူမယ်များရခိုင်ပြည်များရခိုင်လူသမားတွေနိုင်ငံရေးစိတ်ဝင်စားသူများပါဝင်တဲ့ဘ ഹു ကော်မတီဝင်စက်တဲ့ဦးထဲမှာဥက္ကဋ္ဌတာဝန်ကိုခိုင်ပြည်သိမ်းနဲ့အထွေထွေအတွင်ရေးမှုတာဝန်ကိုခိုင်ဆိုးနိုင်ပြင်စီရေးတာဝန်ခံအဖြစ်ခိုင်မိုးလင်းကတာဝန်ယူခဲ့ကြပါလေထိုထဲမှာမှခိုင်မိုးလင်းနဲ့လူငယ်ချို့ဟာဗမာတက်မလို့တန်လင်းရေးတက်စခန်းမှာရိုးဝက်စွာနဲ့တာဝန်ထမ်းဆောင်ခဲ့ပါလေဒီလိုမျိုးရေးတက်တို့ဝင်ရောက်ရခြင်းပါလေ ဗမာစစ်တပ်ရဲ့အတွင်ရေးနဲ့စစ်တညာမဟာပြူဟာတက်မြောက်ဖို့အပါဝင်လက်နက်ခဲယမ်းများရယူဖို့ညီမန်းချက်ကလည်းပါဝင်နေပါလေ။မြန်မာရေတပ်ထဲမှာရခိုင်တော်လှန်ရေးအတွက်လေလာစရာတွေတင်တန်းတွေစစ်ပညာတွေ့ကြုံတွေဖွဲ့စည်းပုံတွေကိုတွားရောက်လေ့လာတဲ့သဘောရာဒူးအာနာကိုမှတ်ပြီးဝင်လို့တာမဟုတ်ဘူးဆိုပြီးလောက်ခော့ကိုင်းပဲဖြစ်သူခိုင်ရဲခိုင်ကရှင်းပြပါလေဒီလိုမျိုးခိုင်မိုးလေးနဲ့လိုးဝက်ဖွဲ့ဟာ1968ခုနှစ်နိုဝင်ဘာလမှာစစ်တွေစက်ကိုင်းတန်ခလာယာနှစ်ဆက်လက်အောက်ခံ ်ဝါဘိုစခန်းကလက်နက်တွေကိုခိုးထုတ်ပြီးတော့မြောက်ဦးမြို့နယ်မှာတပ်စခန်းချပြီးတော်လှန်ရေးလှုပ်ရှားမယ်ဆိုပြီးစစ်ကူရှိခဲ့ကြပါလေဒါပေမဲ့လည်းအစီအစဉ်မစတင်မီနှစ်နာရီလိုမှသူတို့အုပ်စုတွေကရဲထုံးစုတို့ရဲ့တစ္ဆာဖောက်မှုကြောင့်တရင်ပေါက်ကြားမှုမှာခေါင်းဆောင်တွေအဖမ်းခံလိုက်ရပါလေဒီကိစ္စနဲ့ဆက်ဆက်နေတဲ့အတွက်ကြောင့်တန်လင်းရီတက်မှာရှိနေတဲ့ခိုင်မိုးလင်းအပါဝင်ခိုင်ရဲခိုင်နဲ့ခေါင်းဆောင်ကိုဦးအဖမ်းခံခဲ့ရပြီးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အတွက် သူတို့ရဲ့ရခိုင်ပြည်တော်လမ်းရေးထီးလန်းလှုပ်ရှားမှုမှာခဏရက်ဆိုင်သွားခဲ့ရပါလေ1992ခုနှစ်မြမဆိုရှယ်လစ်လန်းစင်ပါတီခေအစိုးရလိုငင်းချမ်းတာမှုနဲ့ခေါင်းဆောင်တွေအတီးတီးပြန်လဲလွမြောက်လာပြီးတဲ့နောက်ခိုင်မိုးလေးဟာဇာတိအဝါဒကြေးရွာမှာစပါရောင်းဝယ်ခြင်းကိုယ်ရောင်းဝယ်တဲ့တို့ကလုတ်ကင်ခဲ့ကြောင်းမိသားစုဝင်တွေကပြောပါလေဒါအပြင်ဦးထွန်းဦးဖြူကအမတ်တရကတော့ငငယ်ကလေးကစစ်တိုက်တန်းပဲကစားတယ်ရွာသားတစ်ဖက်သူတစ်ဖက်နေတယ် ရှုံးလုံးဝမပေးဘူးစူးစမ်းလို့စိတ်မဟုတ်မခံစေရှိတယ်ဟုသူရဲ့မြေဘဝကိုရှင်းပြပါလေတော်လန်ရေးစိတ်ပြင်းပြလဲခိုင်မိုးလေးဟာထောင်ကလွတ်လာပြီးတဲ့နောက်မိမိမွေးရက်မှာမပျော်ပိုက်နိုင်ပေ1983တွင်ထပ်မံညွလွမြောက်နေမြေတို့တွားရောက်ပြီးခိုင်ပြည်ဒိန်းနဲ့ဆက်သွယ်လုပ်ပြီးတော်လန်ရေးထီးလန့်ကိုပြန်လဲအသက်သွင်းဖို့ကြိုးပမ်းပါလေ ထို့အတူခေါင်းဆောင်တဦးဖြစ်တဲ့ခိုင်ဆိုးနိုင်အောင်ဟာလည်းပြည်မထဲမှနေပြီးခိုင်မိုးလင်းတို့ရှိရာညိုဝမ်ခစခန်းတို့တွားရောက်ပူးပေါင်းသွားကြတဲ့အတွက်ကြောင့်တဖန်အင်အားရှိလာခဲ့ပါလေအခက်ခဲကားတော့အများကြီးပါပဲမိတွေ့ဖုတ်တဲ့ခိုင်မိုးလင်းကစေးထိုးတဲ့စေးပညာတတ်တဲ့ဖွဲ့လေဘက်ကိုအတွက် အလုံမျိုးစုံလုပ်တဲ့ပေါ်ဟုခိုင်မိုးလင်းနဲ့အတူ ဖြတ်တန်းခဲ့တဲ့တော်လန်ရေးကာလကျန်းတန်းခဲ့ပုံကိုခိုင်ဆိုးနိုင်အောင်ကရှင်းပြပါလေသူတို့အဖွဲ့ဟာဂုံမူးရနယ်မြေမှာ မြို့ကောင်းဆောင်ဖြစ်သူဘိုးချုပ်ကြီးစောဖို့မြကရခိုင်တော်လိုင်းရဲ့အတွက်ကုညီဖို့သဘောတူခဲ့ပါလေဒါကြောင့်1994ခုနှစ်ဇွန်လတရက်နေ့မှာရခိုင်ပြည်လွမြောက်ရေးတမတော်အဝါကိုခိုင်မိုးလင်းကဥဆောင်တည်ထောင်ခဲ့ပြီးစစ်ဦးစီးချုပ်နဲ့ဩက္ကဋ္ဌတာဝန်တို့ကိုယူခဲ့ပါလေသူနဲ့အတူခေါင်းဆောင်ပိုင်းမှာဒုဥက္ကဋ္ဌခိုင်ရဲခိုင်ခိုင်ဆိုးနိုင်အောင်လို့နဲ့အတူအခြားသူတွေပါသူ့မျက်ရင်ပါသေးတယ်ဒါအပြင်မြို့ကမဟာမိတ်အနေနဲ့ခိုင်မိုးလင်းတို့ဖွဲ့ကိုတည်ရင်တည်ရင်စာလက်နက်တွေထုတ်ပေးပြီးတော့ ူတို့နဲ့အတူတပ်ဖွဲ့ဝင်တွေခါလဲ၃နှစ်နီးပါးတိုက်ပွဲဝင်ရင်စစ်ရဲအတွေ့အကြုံရယူခဲ့ကြပါလေခိုင်မိုးလေးဟာစာဖတ်ဝါဒနာပါပြီးခြေခွေပါရကျူပါခေါင်းဆောင်ကက်စထရိုညီနောင်ဗီယက်နမ်ဟိုချီမင်းအိန္ဒိယဂန္ဒီစသည့်ကမ္ဘာကျော်တော်လမ်းရေးခေါင်းဆောင်တို့ရဲ့အကြောင်းတွေကိုဖတ်မှတ်ကရခိုင်တော်လမ်းရေးကိုလေ့လာခဲ့ကြောင်းလည်းလို့ဖော်ကိုင်းဖတ်များကဆိုပါလေ 1986ခုနှစ်တွင်အဝါဟာစီရင်နိုင်ငံ၏အတွေ့အကြုံတွင်နေအတူတပ်ဖွဲ့သုံးညရင်အားတရား20ခန့်ကိုလက်နက်ခဲရန်ပြီးကြောက်ပြည့်အစုံတက်ဆင်နိုင်လာခဲ့ပါလေဒီမှာလည်းခိုင်မိုးလေးရဲ့တတိရှိပြီးခေါင်းဆောင်ပေးသားမှုစီရင်အရာတိုက်ရိုက်ခိုက်ရရှိမှုရဲရင်ပြတ်သားစွာဥဆောင်မှုပေးနိုင်ခြင်းတို့ကြောင့်ဖြစ်ပါလေခိုင်မိုးလေးနှင့်အဝါရဲဘော်များဥဆောင်တဲ့အဖွဲ့ဟာအင်အားအသင့်အသင့်စုဆောင်မိတာနဲ့အနောက်ဖက်ရခိုင်မှာအခြေစိုက်လှုပ်ရှားဖို့ဆုံးဖြတ်လိုက်ကြပါလေဒါကြောင့်ပဲ တည်ရင်ပြီမှရခိုင်ပြည်တို့မိုင်းနဲ့ထောင်ကျော်ဝေးကွာတဲ့ထီးကို1986ခုနှစ်ဇွန်လနောက်ဆုံးအပတ်မှာခိုင်မိုးလင်းခိုင်ပါကျော်ခိုင်ရဲခိုင်နဲ့ခိုင်မီလင်းတို့ဥဆောင်ပြီးအင်းအား၁၂၀ကျော်လို့ကမိုးလင်းရစာစစ်ကြောဆိုပြီးအမည်ပေးကရခိုင်တို့ထွက်ခွာဖို့စတင်ခဲ့ကြပါလေရခိုင်ပြည်ကိုပြန်ပဲရခိုင်မှာတိုက်မယ်မပြန်ရဲတဲ့သူတွေကျန်နေကြလို့ခိုင်မိုးလင်းကပြောတော့ရဲခေါ်တွေတဲကမင်းမကောင်းတဲ့သူတွေတော့နေကောင်းသွားကြလေ အားလုံးကတက်ကြွစွာနဲ့အားရှိသွားကြလာကိုမြင်ရတယ်ဆိုပြီးခိုင်ဆိုးနိုင်အောင်ကရင်းချိန်ကအိမ်ပြန်ခီးဆုံးဖြတ်ချက်တွေ့ကြုံကိုပြောပြပါလေ။ထုံမိုလင်းရာစာစစ်ကြောင်းဟာမဟာမိတ်ဒရင်ပြီးကီအင်းဒီပြီးရှမ်းပြည်တောင်ပိုင်းရှမ်းမြောက်ကချင်ချင်းတွင်မြေနာကတောင်နှန်းစားတဲ့ဒေါ်တောင်ထက်ထက်ကိုဖြစ်ကျော်ခီးနေလာပြီးတဲ့နောက်1989ခုနှစ်ခုနှစ်ဖေဖော်ဝါရီလမှာချင်းပြည်တို့ရောက်ကြောင်းခိုင်ဆိုးနိုင်အောင်ပါရှင်းပြပါလေ။ထိုစစ်ကြောင်းနဲ့အတူချင်းတော်လမ်းရည်တီထောင်ရန်အတွက် ရေတက်ကထွက်လာတဲ့ပုံမူဝီလျံနဲ့ဆက်သုံးဦးတို့လည်းပါဝင်ပါတယ်ဒါကြောင့်ချင်းပြည်တို့ရောက်ခါစမှာဘာသာစကားအရဝေယူစားတော့ခြင်းကအစလွယ်ကူစေပါတယ်ဒါပေမဲ့လည်းပုံမူဝီလျံတို့ကြာဆုံးသွားပြီးတဲ့နောက်မှာလက်တည်ရေးပုံမူခတ်ခဲလာခဲ့ပြီးဒေတာခန့်တွေကအယုံကြည်မဲ့လာပြီးတော့တန်တရာရိဒနေတဆင့်ဗမာစစ်တပ်ကတိရှိသွားခဲ့ပါတယ်ဒါကြောင့်ပဲချင်းတောင်လမ်းပေါ်မှာခိုင်မိုးလင်းတို့အဖွဲ့နဲ့ဗမာစစ်တပ်ကြားမှာတိုက်ပွဲကြီးမြေပေါင်း90ကျော်ခေပွားလာတဲ့အတွက်ကြောင့်စစ်ကြောမှာ စိတ်စိတ်အမုံမှာပြိုကွဲလာခဲ့ပါလေမဆလာအစိုးရဘက်ကလည်းမိုးလင်းရစာစစ်ကြောင်းကိုဖြိုခွင်းနိုင်ရဲ့အတွက်ညရတနာစစ်စင်ရေးဆိုပြီးအမည်ပေးကအင်အား6000ကျော်ထုတ်သုံးတိုက်ခိုက်ခဲ့တယ်ဆိုပြီးဟောက်ခေါင်းဆောင်တွေသာဆိုပါတယ်တိုက်ပွဲတာရှိလာတဲ့အတွက်ကြောင့်ရခိုင်ရဲဘော်တွေဟာလက်နက်အင်အားလူရဲအားမမျှခြင်းမဲမီတီတမကျွမ်းကျင်ခြင်းနက်နက်ခဲရဲနဲ့ရိတ်ခါများကုံဆုံးလာခြင်းစလာပြီးကြောင်းပဲစစ်ကြောင်းတစ်ခုလုံးဖျို့ပြဲဖြစ်ပြီးဗမာစစ်တပ်ရဲ့တပ်ကွင်းထဲသို့ကြားရောက်ခဲ့ကြရပါလေ 1989ခုနှစ်စွန်လ၄ရက်နောက်ဆုံးမှာချင်းပြည်နယ်တုံးဆက်မြို့နယ်မှာမမစစ်တပ်ကဝိုင်းရံပိတ်ဆို့ထားပြီးခိုင်မိုးလင်းကိုလက်နက်ချဖို့ပြောဆိုပေမဲ့လည်းရန်သူထံမှလုံးဝလက်နက်မချဖို့ရဲဘော်တွေကိုအမိန့်ပေးခဲ့ပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်းပြောဆိုကြပါလေ။ရန်သူတွေဝိုင်းရံထားတဲ့ထဲကသူ့အပါအဝင်တပ်မှု၄ယောက်စေမှု၂ယောက်နဲ့ဖောက်ထွက်ပြီးတော့ တုံးစံကျိုးတကားကိုကူးမယ်ဆိုပြီးတော့သွားလာအဲ့ဒီကျိုးတကားမှာရန်သူကထက်ထက်ကားထားပြီးတော့လက်နက်ချကိုခိုင်းတယ်သူကတော့လက်နက်မချဘူးကို့ဟာကိုလှုပ်ကြံပြီးတော့တေသွားတယ်ဆိုပြီးခိုင်မိုးလေးရဲ့နောက်ဆုံးနေ့ရက်ကိုခိုင်ဆိုးနိုင်အောင်ကပြောပြပါလေဒါကြောင့်ခိုင်မိုးလေးဟာရခိုင်လက်နက်ကင်တော်လန်ရဲ့ကို1965ခုနှစ်ကစတင်ပြီး1989ခုနှစ်ဇွန်လလေယနေ့ထိဒီဇိုင်းမမတ်လုပ်ကင်လာခဲ့ပြီးတူကွယ်လုံးချိန်မှာတက်43နှစ်ရှိပြီဖြစ်ပါတယ် ီလိုမျိုးမိုးလင်းရစွာစစ်ကြောင်းဖြိုခွင်းခံရမှုမှာဗမာစစ်တပ်ထံမှထမ်းဆီးခံရသူမှာဆယ်နှစ်ဦးရှိပြီးသူတို့အားလုံးကိုစကိုင်းတိုင်းကလေးမျိုးအခြေစိုက်တဲ့ယင်ခလာယာ89တဲ့ယင်တွင်ချုံနောင်ပြီးစစ်ကြောရေးလုပ်ပါလို့တဲ့ယင်မတ်တခါသူတို့ကိုနိုင်ငံတော်ပုံကုံမှုပုံမှတရွ20နှစ်တဲ့အရာစစ်ခုံရုံးဖွဲ့ကဆွဲချက်တင်စစ်ဆေးခဲ့ပြီးနောက်လက်ရှိအောက်ဥက္ကဋ္ဌခိုင်ရဲခိုင်ပါဝင်ခုနှစ်ဦးကိုတည်တံ့ချမှတ်ခဲ့ပြီးကျန်45ယောက်ကို စကိုင်းတိုင်းကလေးချို့ကနေမန္တလေးထောင်မှာတရားစီရင်ချက်အရတသက်တကျိုးနဲ့နှိရှိထောင်နဲ့အတီးတီချမှတ်ခံလိုက်ရပါတယ်။ရင်းနောက်ပိုင်းတထောင်ကိုရွာ83ဦးနေဝင်လက်ထက်တန်ခါခိုင်ပေါင်းစုံဖွဲ့စည်းခြင်းအောင်မြင်မှုအထိမ့်မှတ်အဖြစ်အထွေထွေလူငင်းချမ်းသာ권နဲ့အတူခိုင်ရဲခိုင်ခိုင်နီလဲနဲ့ခိုင်မျိုးမင်းတို့အပါအဝင်ရဲဘော်တွေဟာလည်းလွတ်မြောက်လာခဲ့ကြပါလေ။ထို့သောခိုင်မိုးလင်းကြဆုံးခဲ့ရတဲ့အပေါ်မှာ ရခိုင်မျိုးသားလူမျိုးရဲ့အတွက်လှုပ်ရှားခဲ့တဲ့ခေါင်းဆောင်များလုတ်ခေါ်ခိုင်ဖက်များကအာဇာနည်ဟုတတ်မှတ်ကုန်ပြုပြီးတော့မှတ်တမ်းတင်ချီးမွမ်းကြပြီးယနေ့ထိလွန်တသက်ရှိနေကြဆဲဖြစ်ပါတယ်